ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာကြည်တန် channel လေးကနေစေဝင်စားပွဲသဲတဲ့ရင်ပူဖြစ်ရမန်ဇလန်ကောင်းလေးကို တင်ဆက်ပေးဖို့ချိန်ခါကြောက်ရွံ့လို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ်ရခိုင်ပြည်နယ်ကွားမြို့ကျွေချမ်းကြီးရွာမှာ အမှန်တကယ်ဖြစ်ပွားခဲ့မှုတွေမဟုတ်ကြရာဒီမှာညဘက် ဖားရိုက်သွားရင်တဲ့ကိုကျော်ရွှေတယောက်ကြုံတွေ့ခဲ့ရတော့ဖြစ်ရဆန်းလို့မြည်ရတဲ့စေဝင်စားပွဲသဲတဲ့ရင်ပူ ပြည့်ရမဇလန်ကောင်းလေးကိုတင်းဆက်ပြီးမှဖြစ်လို့ခံစားနှောစင်အော်ပေးကြပါဦးခင်ဗျာကျွန်တော်ရခိုင်ပြည်နယ်ကွန်မြူရွှေရဲချိုင်ကြီးဘက်မှနေထိုင်ပြီးတော့အာတာကကွန်မြူမှာကျောင်းတက်နေတော့လက်ကတော်ဝန်ထမ်းကျောင်းသားတူဖြစ်ပါတယ်ကျွန်တော်တို့ကြီးဘက်မှာအင်ဂျီပေါင်း100ကျော်ခန့်ရှိတယ်ရွာသူရွာသားအများစုမှာလေယာဉ်လုပ်ငန်းရေလုပ်ငန်းနဲ့လုပ်ကင်စားတောက်ကြတယ် ယခုကျွန်တော်ရေးသားမဲ့ဇလန်ဟာကျွန်တော်တို့ကြီးပါမှာအမှန်တကယ်ဖြစ်ပျက်ခဲ့တော့ဇလန်တပုတ်ဖြစ်ပါတယ်ယခုလိုမဟုတ်ကြရာတိရောက်တာနဲ့ကျွန်တော်တို့ကြီးပါမှာရှိတဲ့လေသမားများဟာ လေကိုတီခွဲရန်အတွက်ပြင်ဆင်နေကြပါတယ်လေသမားများဟာဒီနေ့လုံးလေထဲမှာပင်ပန်းစင်းရဲစွာအလုပ်လုပ်ကြရပြီးတော့ရွာကိုပြန်ကြရပါတယ်တချို့လေသမားတွေကတော့လေထဲမှာတမိုးတွင်လုံးညှိုက်ပြီးတော့အလုပ်လုပ်ကြရတယ် ဒီလိုနဲ့လေထဲမှာဒီနေ့လုံးပင်မဆိုအလုံးလုံးပြီးညဘက်မိုးရွာရင်ဖောက်ရိုက်ထွက်ရသည်မှာရွာရဲ့တလေးတစ်ခုပဲဖြစ်ပါလိမ့်ကျွန်တော်တို့ကြေးပေါ်မှာဖားစီကတစ်စေးသားလင်း400ကျက်ဖြစ်တော့လေကွားမြို့မှာတော့တစ်စေးသားကို1200ထိစီတက်ပါလိမ့်ဒါကြောင့်မင်းဖောက်ရိုက်ထွက်ခြင်းကိုစီပွားရေးသဘောအနေနဲ့လုပ်ကမ်းကြတယ်ဖားများဟာနှွေးနဲ့ဆောင်းရသည်မှာတောင်ပေါ်မှာရှိတဲ့တွင်းပေါက်လေးများမှာခိုးအောင်နေကြပြီးတော့မိုးဥကြရာသီရောက်တာနဲ့ ဘုဒ္ဓမသံဘေးကရေတောက်ရံအတွက်လက်ခွင်းနဲ့ကိုဆင်ကြပါတယ်ရေတောက်လို့ပြီးစီတာနဲ့မူလတွင်းနဲ့ကို ပြန်ပြီးတော့ဝင်သွားကြတယ်ထိုရေတောက်မဲ့အချိန်ကိုစောင့်ဆိုင်ပြီးဖောက်ရကြခြင်းဖြစ်ပါတယ်ဖောက်များကိုမဟုတ်ကြရာဒီအစမှသာရပ်ယူနိုင်ကြတယ်တတော်မိုးမရွာရင်မထွက်မိုးရွာမှသာလျင်ဖောက်များကရေတောက်ရံအတွက်ထွက်လာကြခြင်းဖြစ်တယ်ဒီနေ့မှာတော့ကောင်းကင်ရံမှာမိုးသားတို့ကအလေးလိုက်အလေးလိုက်တက်လာကြပြီး မှောင်မဲ့လို့နေပါတယ်။မိုးကမနက်စောစောကလေးကပဲတပွဲပွဲနဲ့ရွာသွင်းနေတယ်။မိုးချိန်တန်းများကစုညံနေပါတယ်။ကိုကျော်ရွှေတယောက်တပွဲပွဲရွာသွင်းနေတော့မိုးကိုကြည့်ပြီးတော့တက်ကြွာနေမိတယ်။ဒီမိုးသားညာထီတပွဲပွဲရွာသွင်းနေမယ်ဆိုရင်သူ့အတွက်အကွက်ပဲလို့တွေးနေမိတယ်။ညနေဆောင်လာတော့လဲမိုးကမတိတ်ပါ။တကြံကိုကျော်ရွှေကထမင်းကိုတက်တုတ်ရိုက်စားလိုက်ပြီးဖားရရန်အတွက်တမိတည်ရွာလွေအိတ် ဖာထရန်ပအိတ်ချင်းလုံးကွင်းရောင်စလိတ်တွေကိုသူ့ရဲ့ဇနီးကို ပြင်ဆင်ခိုင်းလိုက်ပါတယ်ဟာငါမင်းမမြန်မြန်လှုပ်ဆန်းပါကွတော်ကြသူများဖားရိုက်တော့ဥသွားလို့ဘာတကောင်မှမရဘဲဖြစ်နေဦးမယ်တော်လည်းတော်မလောဆန်းပါတဲ့ဖားရရမယ်နေရာကဖြစ်အများကြီးပဲကိုဟာမလောလို့ရမလားမင်းမသိပါဘူးကွာဖားရတဲ့လူတွေကဖြစ်တဲ့ပုံကြီးနေရာနဲ့အစုံသွောင်းနေကြတာဒီတော့ငါဆိုးဆိုးသွားမှ ဖားကမြတ်မြတ်ရပါပေါ့နောက်သားကြလို့ရတော့ဘွားကောင်းမမရပဲမင်းရောငါပါထမင်းငတ်နေအောင်မယ်နော်ဟွဘာတလုံးမှနားမလဲပါဘူးဒီမိမကွာကိုကျော်ရွှေတယောက်ဒီမိမကိုပြစ်တင်ချိန်ဆဲလိုက်ပြီးတော့ဖားရရန်ပစ္စည်းစုံလင်ကိုတည်ဆောင်းပြီးတော့မောင်စားပြိုးချိန်မောင်းမိုးတဲ့လေတဲ့ကိုတယောက်ထဲထွက်ခွာသွားပါလေရတိဝုဒုကမကြည်လင်မောင်းကောင်းကင်မောင်းမိုးကြောင့်မိမောင်နေပါလေကိုကျော်ရွှေက တမိကိုစက္ကနဲ့ထိုးလိုက်ပြီးလေခွနဲ့တွင်ဟိုမတီကိုလိုက်လံထိုးကြည့်နေပါလေဖရရမောင်တမိကိုမကစားရပဲညင်ညင်တက်တက်လိုက်လံထိုးပေးရသည်တနည်းမောင်မျိုးလုံးနှလုံးကိုညီကနေတွေ့လေရလို့အသာရပဲလှန့်လာလိုက်ပါလေအနာကိုရောက်တော့ကျင်လုံးနဲ့လွှဲပြီးတော့ရိုက်လိုက်တယ်ပုတ်ကနေအတန်းနဲ့တူဖောက်ကရှာထွက်ပြီးကြောဆန့်သွားတယ်ဒီနီလာနဲ့ပဲလေခွန်းတို့ကမိတို့ကွင်းကြောဖြတ်လာပြီးတော့ လိုက်လံရိုက်နှံနေပါတယ်တိုးတော့ဖကတော့သုံးလေးကောင်ခန့်သာရရှိပါသေးတယ်လူပဝင်းညင်ကိုမျက်စိကစားလိုက်တယ်ခလန်လက်မှာသူ့လိုပဲဖားရိုက်နေကြသူများကို တွေ့ရတယ်ကိုကျော်ရွှေကရွာကွင်းမှာရိုက်လူကတော့အကျိုးမထုတော်ကိုတွေးတော့လိုက်ပြီးတောကွင်းဘက်ကိုခြေဦးလှည့်လိုက်ပါတယ်အတန်းကြောင်အောင်သွားပြီးတဲ့ခါမှာကွင်းစားခြင်းလာသဖြင့်ကွင်းတရာကို ထုတ်စားလိုက်တယ်ဝင်းကုန်ပြီးတာနဲ့ဆက်လက်ပြီးတော့သွားတယ်တော်လန်လေးနဲ့ တောင်ကုန်းတကုန်းကိုကြောဖြတ်ပြီးနောက်မောင်ပေါကင်းတို့လေတဲ့ကိုရောက်ရှိလာခဲ့တယ်။မောင်ပေါကင်းတို့ရဲ့လက်ခွန့်အထက်မှာနွားများကိုရေးတိုက်သောကန်လေးတကန်ရှိပါတယ်။ကိုကျော်ရွှေကကန်လေးနာကိုသာသွားပြီးတော့ရိုက်လိုက်ရင်ဖားတွေရနိုင်တယ်လို့တွေးမိပြီးတော့လှန့်လာခဲ့တယ်။အဲဒီနာကိုရောက်တာနဲ့ခြေတန်းလုံးလုံးနဲ့အသာရလှန့်လိုက်ပြီးတက်မိနဲ့ထိုးလိုက်ပါတယ်။ကန်းစံနာမှာလက်လေးလုံးအရွယ်ရှိတဲ့ဖားတကောင်ကိုတွေးလိုက်ရလို့ရိုက်တက်ပြီးပိုက်ရိတ်ထက်ကို ထိုးထည့်လိုက်ပါတယ်။တွေ့တော့တံမီးကိုကန်တောက်ကိုလှမ်းပြီးတော့ထိုးလိုက်တယ်။အဲ့ဒီချိန်မှာပဲကန်ထုံနားမှာဝင်နေတော့ဖောင်းပါကြီးကိုတွေ့လိုက်ရတဲ့ကြောင့်ကိုကျော်ရွှေကလောဘတက်သွားတယ်။ဖောင်းကတော့အကောင်အလွန်ကြီးမာတယ်။30သားခန့်ရှိမယ်ထင်ပါတယ်။ဒီလိုအကောင်မျိုးကရှက်ပါတော့နှစ်ချုပ်တွင်းအောင်ဖားခြင်းမျိုးဖြစ်ပါတယ်။တယုံတယုံမိုးပွဲယုံနဲ့အပြင်းထွက်တာမဟုတ်ယခုမိုးတဲနေတဲ့ကြောင့်တော့အပြင်းထွက်ခြင်းဖြစ်ပါတယ်။ကိုကျော်ရွှေက တရေဆွတ်ထားတဲ့ဓမီကိုပဇက်နဲ့ကတ်လိုက်ပြီးခြေတမကြောင်းအောင်လို့ဖြည်းဖြည်းချင်းရှောက်လာပါတယ်။တော်တော်ဖကအကင်ပါလွင်လာပါတယ်။ကိုကျော်ရွှေနားကိုမရောက်မိမှာပဲစက်ကနေဆို အပြင်ဘက်ခြုံဆက်ဆက်တဲ့ကိုခုံဝင်သွားခဲ့တယ်။ကိုကျော်ရွှေကဖားပြောက်သွားမှာကိုဆိုတဲ့ပြင်အဲ့ဒီခြုံဆက်ဆက်နားကိုပြေးသွားလိုက်ပြီးဓမီနဲ့ထိုးကဖြည့်ရွက်ပြီးတော့လိုက်ရှာတယ်။တွေ့ပါပြီ။မောင်မင်းကြီးသားဖကဒီကိုင်းမြရဲ့အောင်ပါအသေးချပင်ဝင့်နေလိုက်ပါသေးတယ်။ ကိုကျော်ရွှေကအဲ့ဒီဖားကိုကြိတ်လုံးနဲ့ရိုက်လင်းဖားကအကောင်ကြီးတာကြောင့်တစ်ချက်ထင်းနဲ့တေးမှာမဟုတ်တကြောင်ကြိတ်လုံးကိုသာရပဲပေးမချလိုက်ပြီးတရေခွားလွင်အထင်းမှာလောက်စလုံးနဲ့တရေခွားကိုထုတ်ပြီးလောက်စလုံးကိုတရေမာတက်လိုက်ပြီးတော့ဖားရှိရကိုအတိချပဲချိန်ကတရေကိုကုံဆွဲလိုက်ပြီးပြစ်ထည့်လိုက်ပါတယ်ပုတ်ခနဲ့ကွေခနဲ့အတန်နဲ့တူဖားကခစီရိုးပြုတ်ပြီးတော့တင်းနေပါပြီဒါကြောင့်အဲ့ဒီဖားကို ဒီကိုင်းမြရဲ့အောက်မှနှက်ယူလိုက်ပြီးဘိုင်အထဲဝှထဲကောင်ကန်နမပြန်ဆင်းလာပြီးကန်အောက်မှရှိတဲ့လက်ကွင်းထဲမှာလှစ်ပဲပြီးတော့ရိုက်နေပါတယ်။နိုင်ဝဲခန့်ကြတဲ့ခါမှာဖားကတပိတ်သားကျော်ခန့်ရနေပြီဖြစ်တယ်။ဒါကြောင့်အဲ့ဒီကွင်းထဲမှာခွာပြီးတခြားတဲ့နေရာကိုသွားရန်အတွက်စဉ်းစားမိတယ်။ဘယ်နေရာကိုသွားရမလဲ။ဦးကျော်ရွှေကအတန်းကြောင်အောင်စဉ်းစားလိုက်ပြီးတော့မှဖားပေါ်တဲ့နေရာတစ်ခုကိုဖျက်ခနဲ့တတိယလိုက်ပါတယ်။အဲ့ဒီနေရာကတော့ အချောက်လန့်ရှိတယ်လို့သတင်းထွက်နေတော့နေရပဲဖြစ်ပါလိမ့်သို့တော့ကိုကျော်ရွှေကမကြောက်တော့ပါရွာသားများပြောသောစကားကိုလည်းမယုံတိယူတန်တစောက်ကန်ဖြစ်တဲ့ဖာသာရမဲဆိုပါကဘယ်နေရာကိုပဲသွားရသွားရသွားမဲ့သူဖြစ်ပါလိမ့်ဒါကြောင့်အဲ့ဒီနေရာကိုခြေဦးလှည့်လိုက်တယ်သို့တော့ဝင်းကစားခြင်းလာပြန်တဲ့ဖြင့်ကတင်းပေါမောင်မောင်ဝင်းရလိုက်ပြီးတော့ကွင်းရွက်ကိုလှည့်ပြီးပဇောင်ထဲကိုထိုးထည့်လိုက်ပြီးတော့မှ သူနေရာကိုထွက်ခွာသွားတယ်။အတန်ကြာအောင်သွားပြီးတဲ့ခါမှာသူတို့ရောက်မှမောင်ဖိုးထွင်းကိုတွေ့လိုက်ရတဲ့ကြောင်းလှမ်းပြီးတော့နှုတ်ဆက်လိုက်တယ်။ဟဲ့ကောင်ဖိုးထွင်းဟာဘသူများလဲမှတ်တယ်ကိုကျော်ရွှေကြီးပါလားဗျာ။ဘယ်လိုလဲကွာမင်းမဘလောက်ရပြီတော့တိတ်မရသေးပါဘူးဗျာ။တပိတ်တခွဲလောက်ပဲရောက်မှထင်တယ်။ဟာတပိတ်တခွဲကနဲတာမှတ်လို့ကွာ။ဒါနဲ့မင်းဘယ်ခွဲမှရိုက်တာတော့ကွာ။ဩ ဘာကြီးစိန်တော်ကွန်းဘတ်မှာပါနေတဲ့မှာကိုကျော်ရွှေကြီးကကျွန်တော်ကိုလာမိနေတာခမရရောတော်တော်တွက်ချေကိုက်နေပြီလားဘယ်ရလာကွာတပိတ်တာကျော်လောက်ပဲရာသေးတာဟာဟိုဖားဘာကြီးကအကောင့်ကြီးပါလားအေးကွာပေါကင်းတို့နွားရီတိုက်တဲ့ကန်တော်လေးကတွေ့လို့ဒီကွာနဲ့ပြစ်ပြီးတော့ယူလာခဲ့တာဒါနဲ့ကိုကျော်ရွှေခမရဘယ်နေရာကိုသွားပြီးရိုက်အောင်မှာတော့အေးကွာငါကြောက်ချင်းကြီးဘက်ကိုတော့ပြရရမလားလို့ ပြကြောက်ချင်းကြီးဟုတ်လားဟာကောင်ရကြောက်ချင်းကြီးလို့ပြောလိုက်တာ ਨੇ ဘာလို့ဒီလောက်တော့မထိတ်လန့်သွားရတာတော့အာဦးကျွှေခမရမသိဘူးလားဗျဒီလောက်တော့ချောက်လန့်နေတာဗျာဒုဘာသာဒီဘလောက်ပဲချောက်ချောက်ငါငါဝန်းစားငါအတွက်ငါဖားရိုက်တာသူတို့ကိုနှောက်ရက်ပေးနေတာလည်းမဟုတ်ဘူးလေကွာတကယ်လို့ငါကိုလာချောက်လို့တော့ဟော်ရီယာလောက်လေးကွာနဲ့စော်ပလိုက်မယ်ကဲကဲကဲဖေးသားမှာကွာဒါဆိုငါသွားအောင်မယ်မဘိုးတွင်းကတော့ ိုကျော်ရွှေလိုလူဘွားသားကြီးတူကိုတောင်းလို့မယံမှန်းသိတာကြောင့်ဖယ်ပြလိုက်ပါတယ်ကိုကျော်ရွှေတတိကူကြီးလေးထားပြီးတော့သွားအောင်နော်အေးပါကွာစကားမရှိစမ်းပါနဲ့မင်းရလေကိုကျော်ရွှေကမောင်ဖိုးတွင်ကိုပူဆက်ဆက်ပြောလိုက်ပြီးတွက်လက်စွာလှမ်းလာလိုက်တယ်မောင်ကပူတို့ခင်တန်းကုန်းလေးကိုကြောဖြတ်လိုက်တာနဲ့ဦးမြင့်သိန်းတို့လေးကိုရောက်ရှိလာခဲ့တယ်ဦးမြင့်သိန်းတို့လေးက၃လေးဧကခန့်ရှိတယ်အဲ့ဒီလေမှာလှည့်ပဲပြီးတော့ရိုက်တဲ့အခါ ဖော်လင်းငါကောင်ခန့်ရရှိခဲ့ပြန်နေဒီလိုနဲ့ပဲသူကရှေးကိုတော်ကြောင်ရှောက်တော့ပြီးတဲ့ခါမှာဆယ်ဖို့ထားတဲ့တာကြီးကို တွေ့လဲရပါတယ်အဲ့ဒီတာကြီးကိုကြောဖြတ်ပြီးတဲ့ခလန်လန့်ပေါ်ကြောက်ချင်းကြီးကိုရောက်ရှိတယ်ဘိုးကတော့တည်တည်မဲမဲနဲ့ရွာကောင်းနေသေးပါကိုကြောရွှေတယောက်ဘယ်လိုပဲမကြောက်ဘူးလို့စိတ်ကအတင်းထားတော့လဲစိတ်ထဲကတော့ခက်ရွံ့ရွံ့ပါဒီလိုနဲ့ပဲလူကကြောက်ကြီးတောင်ကုန်းလေးရဲ့တောင်ဘက်မှာစတင်ပြီးတော့ရိုက်ပါတယ် ဖားရိုက်ပြီးသားနဲ့တောင်ကုန်းလေးပေါ်မှာရှိတဲ့တဲလေးကိုခက်တာဝင်သားမယ်တဲထဲမှာတော့လူတယောက်မှမရှိပါသူများတွေကဒီတောင်ကုန်းမှာပါရှိတယ်ညာရှိတယ်လို့ပြောဆိုတော့လေကိုကျော်ရွှေကတော့ခရုမဆိုင်ခရုဆိုင်စီရလည်းမလို့သူတို့ကနားနေရနေရရရင်တော်ပြီဒီလေခွင့်ပိုင်ရှင်ဦးမြင့်ဦးကတော့လေထဲမှာညာမအေးရပါနေဘက်မှာလေထွင်းလို့ပြီးစည်းတာနဲ့နှွားမြောက်ကိုမောင်းပြီးတော့ပြန်နေညနေစောင်းထိတော့မနေပါဘူး တခါတည်းကမိုးမောင်းကြနေရင် နေကင်းဘက်ကလေးကပဲပြန်တက်တယ်။ပဝင်းကျင်မှာမိုးဆက်ကြတဲ့ဖောက်တန်လေတိုးတန်များကလွှဲရင်ဘာသာမှမကြရ။ကိုကျော်ရွှေက ဖားတကောင်ကိုရိုက်တက်ပြီးပိတ်ထဲဝှထဲကယုဒိရဲ့တရက်ပင်စီကိုတက်မိနဲ့ထိုးကြည့်လိုက်ပါလေ။မျိုးလုံးနှလုံးကိုညီကနေတွေ့လိုက်ရတဲ့ကြောင့်နှလုံးခုန်မြန်သွားခဲ့တယ်။တော်တော်ဒီကြောင်ကြည့်လိုက်တော့မှတိုးကြောင်တကောင်တည့်ရသည့်မဲ့စားသုံးနေကြောင်တည်လျရတဲ့ကြောင် အကြောက်ပြေသွားကြတယ်။ဒီလိုနဲ့ပဲလက်ကွင်းတကွင်းပြီးတကွင်းကျော်ပြီးတော့လက်စွာနဲ့ရိုက်နေပါတယ်။ဒီလက်ကွင်းမှာဖားရိုက်မဲ့သူမရှိတာကြောင့်ဖားမြကပိုးချင်နိုင်ပေါ်နေပါတယ်။ဖားမြကလက်တကွက်ထဲမှာတော့ဟိုးတကောင်ဒီတကောင်နဲ့ဖူတံမတံပေးနေကြတယ်။တမိနဲ့ထိုးရင်မျက်နှာနှလုံးကိုတန်ကနေတွေ့ရတယ်။လူလာရင်တော့အသားရပဲဝှက်သွားတယ်။အဲဒီခါလူကတစ်ချက်ထင်းနဲ့ရိုက်တဲ့ယုံတော့ဒီကြောက်ချင်းကြီးလေးက ေကခန့်ရှိမယ်ထင်ပါတယ်။ကိုကျော်ရွှေကတကွင်းလုံးလက်ပတ်ရိုက်ပြီးသားနဲ့ဖားတဲ့တဲ့အိတ်ကိုလွှဲပြီး တောင်ကုန်းလေးပေါ်မှာရှိတဲ့တေးဘက်ကိုလှန်လာလိုက်ပါတယ်။ဖားကတွတ်တော့ကိုများနေပါပြီ။လေးငါပိတ်တာခန့်ရှိတယ်။ကိုကျော်ရွှေကဖားကြီးကိုလွှဲပြီးကျင်းတဲ့ပီတိဖြစ်စွာနဲ့တဲလေးတဲ့ကိုဝင်လိုက်ပါတယ်။မနှက်ပြန်ကြရင်တော့ရွာထဲမှာရှိတဲ့လူများကသူ့ကိုတော်လိုက်တယ်လို့ချင်းမွေးမှာကိုစိတ်ကူးနဲ့တွေးပြီးတော့ဘဝင်းကျင်မှာထင်းကြောင်မြတ်ကို လိုက်လံစုဆောင်နေပါတယ်။ထို့နောက်ထင်းကျောင်းများကိုမိဖို့မဝိုင်းဝန်းလိုက်ပြီးမောစာကျူးတဲ့မြက်ခင်းနဲ့မှကောင်ရိုးများနဲ့မိမွေလိုက်တယ်။ထင်းများကစိုးထိုင်းနေတာကြောင့်ခက်ခက်ခဲမိမွေရပါတယ်။15မိနစ်ခန့်ကြာတဲ့အခါမှာမိဖို့နှစ်ဖို့ရရှိသွားတယ်။ကိုကျော်ရွှေတယောက်အချမ်းပြည်စီရန်အတွက်မိလုံလိုက်ပါတယ်။ဆက်လက်ဘူးတဲ့မှဆက်လက်လေးကိုထုတ်ပြီးမင်းကြီးဖွာချလိုက်ပြီးတော့တဲမှာရှိတဲ့ကိုပြပေါ်မှာထိုင်နေပါတယ်။သူထိုင်နေသောနေရာနဲ့မိဖို့က ဆေဘိခန့်ကွာဝေးတယ်။အပြင်မှာတော့မိုးကတဲတဲမဲမဲရွာနေသေးပါ။ကိုကျော်ရွှေကဒီမိုးရွာပြီးတာနဲ့ရွာကိုပြင်းရန်အတွက်စိတ်ကူးလိုက်တယ်။အဲ့ဒီအတွင်းနဲ့တူစလင်မီကိုရဲနေအောင်ပေါ်ရှာလိုက်တယ်။တို့စဉ်သူရဲ့နားထဲကိုတိရွှေချောင်းများကိုနှင်းပြီးတော့လမ်းလျှောက်လာတဲ့ခြေတံကိုကြာလည်ရပါတယ်။ဘာကြောင့်မှမသိသူရဲ့ကြော်တယ်စိတ်ကင်းနေဖြစ်သွားပြီးတော့ကြက်တိများတော့တစ်ဖြန်ဖြန်ထလာခဲ့တယ်။ခြေတံကိုကြားရတာက တည်ဆက်ပေးမှာဖြစ်ပါတယ်။ခြေတံကတင်းနေတဖြည်းဖြည်းနှိကလာခဲ့တယ်။မကြောက်ဘူးလို့အမြဲတမ်းပြောလို့ရှိတော့ကိုကျော်ရွှေရဲ့စိတ်ထဲကိုကြောက်ရွံ့စိတ်များကတစသဝင်ရောက်လာခဲ့ပါတယ်။ခဏကြာတဲ့အခါမှာခြေတံရှင်ကတည်တဲ့ကိုဝင်ရောက်လာခဲ့ပြီ။ခြေတံရှင်ကတော့သူ့လိုလူတစ်ယောက်ပဲဖြစ်ပါတယ်။သို့တော့အရက်ကသူ့ထက်ပိုပြီးတော့မြင်ပါတယ်။အဲဒီလူဝင်ရောက်လာတဲ့တည်တဲ့မှာစိုးဝါလာတဲ့အပုပ်နှံကြီးကတပြိုင်တည်းဝင်ရောက်လာခဲ့တယ်။ အပုတ်နိုင်ကြီးကဩဂလီဆန်စီယာကောင်းလာတယ်။ကိုကျော်ရွှေကခေါင်းမူလာပြီးတော့ရင်ထဲမှာပြုတ်တက်လာသဖြင့်ကိုပြစ်ပေါ်မှာတေးအောင်ကိုအန်ချလိုက်တယ်။ကိုကျော်ရွှေသူ့ကဲ့သို့အန်ချလိုက်တော့လေသူ့ရဲ့ရှိခလန်းလန်းမှရှိတော့လူစိမ့်ကတော့ဘာမှမဖြစ်သလိုပါ။သူကိုကြည့်ရသည်မှာတကယ်လုံးဆူရွှေလျက်ရွှင်များတောင်ပေးကြံနေပါတယ်။မျက်နှာကိုတော့မမြင်ရပါ။ပုံကုတ်ခမောက်ကိုခက်ခက်ခိုင်ဆောင်းထားပြီးတော့သူ့ကိုကြောပေးလျက်ရက်နေပါတယ်။သပင်မြောင်း ဆုတ်ဖွာပြင်ကျင်းနေပါပြီ။ခဏကြာမှအဲ့ဒီလူကတဲတဲမှာရှိတဲ့တိုင်မှာချိတ်ထားတော့ဖောက်ရည်ကြီးကိုဘာမှပြောညာမပြောနဲ့လှမ်းယူလိုက်တယ်။ပုံကနေတန်တဲ့သူဖောက်ရည်ကြီးကိုမိဖို့ရဲ့ဘေးမှာရှိတဲ့မြေပြင်ပေါ်မှာပြစ်ချလိုက်ပါတယ်။ဒါတော့မိဖို့ဘေးမှာစောင့်ကြောက်ထိုင်ချလိုက်တယ်။မိအောင်ကြောက်ဒုလူလုံးသမြတ်ကိုကိုကျော်ရွှေအကုန်မြင်နေရပါတယ်။သူကတော့ဘာမှဝန်မပြောရင်သူတို့ကဖားရည်ထဲကိုလက်နဲ့နှိုက်လိုက်ပြီးတော့ဖားတကောင်ကိုထုတ်လိုက်တယ်။ အဲလူရဲ့လက်များက ဖြူစစ်ပြီးပဲကြီးစေခွင်ကဲ့သို့ရှုံးထွားနေတာကိုမိအောင်နဲ့မြင်လဲရပါတယ်အဲလူက ထိုဖားကိုမိဖို့တဲ့ကိုထဲလို့မိဖို့လိုက်ပြီးယူစားလိုက်တယ်ကြက်မကြက်ကိုတော့မသိပါအဲလူကဖားတကောင်ကိုမိဖို့ပြီးတော့စားဒီမှာ၄စက္ကန့်လောက်ပဲကြာပါတယ်မစားငယ်အဲဒီလူကကိုကျော်ကျွေးတန်ကိုလက်ကိုနောက်ပြန်လို့အင်းငယ်နဲ့တန်းပြုတ်ပြီးတော့ပေးလိုက်ပြီးပဲဆက်တဲ့ကိုပလုတ်ပလုံးထည့်စားလိုက်တယ် ကျော်ရှိကတော့တကယ်တကောင်းကပုတ်လောက်ကြည်လာတယ်လို့ထင်ရတယ်။ကောင်းမွေးများထောင်းထားလာပြီးကြက်တိများတပြန့်ပြန့်ထားလာတယ်။ယခုလိုချိန်မှာသူကအဖော်တယောက်ကို တန်တာမိရဲ့။အဖော်ပါရင်တော့တလောက်မဆိုးပါ။အခုတော့သူတယောက်ထင်အချင်းကည7နာရီခန့်ရှိပြီဖြစ်ပါတယ်။ယခုလိုချိန်မှာမိတိဖောက်ရိုက်တမမတေကွင်းထဲမှာမရှိကြတော့ပါ။မိုးကလည်းတေကောင်းတော့မှဖြစ်တယ်။ညရဲ့အမောင်းကနှက်ဆိုင်လွင်လာပါတယ်။ ကိုကျော်ရွှေရဲ့ထိတ်လန့်မှုကပြောပွဲရာမရှိတော့ထို့လူကဖားတော့ကြည့်တဲ့မှာဖားကိုလက်ကောင်မိတကောင်မိဖို့စားနေပါလေသူရဲ့တီးကွက်နဲ့ပြစ်တက်လိုက်တော့ဖားဝါကြီးကိုတော့တက်လို့တဲ့စားပြလိုက်တယ်ကိုကျော်ရွှေကကြောက်လန့်နေကြတဲ့အဲလူကိုတီးကွက်နဲ့ပြည့်ရန်အတွက်ဖျက်ခနဲ့တရိယာမိတယ်တို့တော့သူရဲ့လက်များကချွေးစင်းများပြန်နေပြီးတော့တီးကျိုးကလည်းထူးခြားခြားပြန်နေတာကြောင့်ပြစ်လို့မရတော့လူလူကောင် ဖားကိုတကောင်မေးတကောင်ယူစားနေအောင်နောက်ဆုံးမှာတော့လေးငါးပိတ်တောက်ခန့်ရှိတော့ဖားတို့ကြီးမှာသုံးလေးကောင်ပဲကြံရှိတော့တယ်ကိုကျော်ရွှေပတ်လို့အမှမသိတော့ဖားကုံရင်လူဘက်ကိုလှစ်လာတော့မေးဒုလူကကြံရှိတဲ့ဖားသုံးကောင်နဲ့တကောင်ကိုပဇက်လေးကိုမီးပုတ်ပြီးတော့ပြစ်သွင်းလိုက်တယ်တွေ့တော့ပဇက်ကတဟီတဟင်းအတန်းကြီးပြုတ်လိုက်တယ်အတန်းကလုံလုံချောက်ချောက်ပွေရကောင်းပြီးကြက်တီကင်းမဲ့ဝဲဖြစ်ပါတယ် ကိုကျော်ရှိကဆုံးဖြတ်ချက်ချပြီးတေးပေါ်မှာလင်းမြန်စွာပြေးဆင်းလိုက်ပြီးအဲ့ဒီမိစ္ဆာကောင်ရဲ့မျက်စောင်းတို့မှာရှိတဲ့မိဖို့ထဲမှာလက်မောင်းလုံးလောက်ရှိသောထင်းချောင်းကိုဆွဲထုတ်လိုက်ပါတယ်ထင်းချောင်းကမီးရှိန်နဲ့ရေရေတောင်နေပါတယ်အဲ့ဒီထင်းချောင်းနဲ့ဖောက်ကိုပါဇက်ထဲကိုတွင်းရန်ပြုနေသော မိစ္ဆာကောင်ရဲ့မျက်နှာကိုယောက်ျားကြီးအောက်ကလွှဲရိုက်ပြလိုက်ပြီးတော့မှတေးတေးကနေလင်းမြန်စွာနဲ့ပြေးထွက်လိုက်ပါတယ်မိစ္ဆာကောင်ကတော့တေးတေးမှာစူးစူးဝါးဝါးအော်ဟစ်ပြီးတော့ ပလက်လန်ပြီးကြံရည်ခဲ့တယ်။ကိုကျော်ရှိကတော့ခြေကုန်းတုတ်ပြီးတော့ပြေးပါပြီ။လက်မခလုတ်တိုင်းစုချစ်တာတွေကိုကယူမဆိုင်နိုင်မင်းထိတန်စွာနဲ့ပဲအော်ဟစ်ပြီးတော့ပြေးတယ်။ကိုကျော်ရွှေရွာနဲ့နီလာလေးလေးခြေလက်ကပိုးပြီးတော့တွက်လာလေးဖြစ်တယ်။နောက်မှတော့အဲ့ဒီတရေကြီးကမပြေးနဲ့ဆိုတော့ဝင်းကောင်းတန်ကြီးကိုပြုတ်ပြီးတော့လိုက်လာပါတယ်။ကိုကျော်ရွှေရွာထဲကိုဝင်လိုက်တာနဲ့ကဲကြပါအောင်လာကြပါအောင်ဆိုတော့တန်ကိုပြုတ်ပြီးအိမ်ကိုတုံဆိုင်ပြေးသွားတယ်။ ခွေမြကတော့ရွာလမ်းတစ်လျှောက်မှာစူးစူးဘွားဘွားဥကြဟောင်းကြတယ်။ရွာထဲမှာအိနေကြတော့လူများအကုန်လုံးဒီဘွားနိုးလာကြပြီးတော့လက်နေတမီးတဝင်းဝင်းနဲ့မိုးရလေထဲမှာကိုကျော်ရွှေရဲ့အင်ကိုတတင်းမေကွန်ကြီးရန်အတွက်ဒုံမြသားများလှံများကိုဆွဲပြီးတော့လိုက်လာကြပါတယ်။တချို့ကတော့မိအိမ်များကိုဆွဲပြီးပြေးထွက်လာကြတယ်။တရွာလုံးအုပ်ကြက်ကြက်ဖြစ်သွားခဲ့ပါတယ်။ကိုကျော်ရွှေအင်ချန်နယ်ကိုဝင်ပြီးတော့အိမ်မကိုပြေးတက်လိုက်တဲ့နဲ့အဲ့ဒီတရေကောင်းကြီးက ချန်ပီယံမှာကျင်းပြပြီးတော့ကုကျော်ရွှေကိုမျက်ထောင်နေကြီးနဲ့ကြည့်လိုက်တော့ကိုထိတ်လန့်ပွဲတွေ့လေရပါတယ်။အဲ့ဒီမိစ္ဆာကောင်ကြီးကကုကျော်ရွှေကိုတစ်ချက်ကြည့်ပြီးတော့လှည့်ပြန်သွားတယ်။ရွာထဲမှာရှိတဲ့လူများအလုံးကုကျော်ရွှေအင်ကိုတတင်းမေးရန်အတွက်ရောက်ရှိလာခဲ့တယ်။တတော်ကုကျော်ရွှေကစကားတော်ပြန်ပြောဖို့မရဘဲရေယံကနေအော်ဟစ်ပြီးတော့တပတ်ခန့်အပြင်ဖြာသွားတယ်။သူကျမကြီးကောင်းမွန်လာတဲ့ခါမှာသူ့ရဲ့ဖြစ်ရက်ကိုရောသူရောသားများကိုပြောပြလိုက်ရအောင်။အလုံးက ထိတ်လန့်သွားကြပါတယ်။ကိုကျော်ရွှေကတော့အဲ့ဒီအချိန်မှာစတင်ပြီးဖရရန်အတွက်မိတိနေရာကိုမှမိတိခါမှမသွားတော့ပါ။ပြည့်ရမန်ကို အမိမြောင်းပြောင်းလဲရေးဖွဲ့ထားပါတယ်။စာရေးသူဟုတ်ကဲ့စာရေးသူဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။စေဝင်စားပွဲသူကြဆန်းခြင်းဒေရရင်ဘူပြည့်ရမန်ဇလန်ကောင်းလေးကိုပါကြည်စံ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အဆုံးထိလိုက်ပါအပိနားစင်ခဲ့တဲ့ ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်။စာတပုတ်ကိုနားထောင်ပြီးတဲ့နဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညင်ညွတွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နှိပ်ပြီးတော့ comment မှာဝင်ရောက်ဆွေးနွေးညှင်းခုံသွားလို့ရပါတယ်။အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တစ်ချောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီ။စာဖတ်တာကိုဝါသနာပါပေမဲ့စာဖတ်ဖို့အတွက်အချိန်မပေးနိုင်။အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါကြည်တန် channel လေးကနေတူကြဆန်းကျလိုဝဆန်းကျဒဲရရင်ဘူပါရာလောက 怎么样？也买弹幕跟屁，也买着冷钢米啊！说过，你怎么比啊？下回比较嘛？不比，真是比你爸比怎么样？